ဆိုတဲ့နေရာတွေကိုတောက်လျှောက်သလိုပူပေါင်းပြီးတော့တည်င်းပေးတာတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတွင်နိုဝင်ဘာ၈ရက်နေ့မှာလည်းဒီပုံနာကျွမ်းမှာရှိနေတဲ့စာတင်ကြောင်းပေါတော်မြို့မှာရှိနေတဲ့စာတင်ကြောင်းမင်းပြမြို့မှာရှိနေတဲ့စာတင်ကြောင်းတွေကိုလည်းရောင်းတက်ခဲ့မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲတာတင်ရောင်းတွေကိုလည်းရောင်းတက်ခဲ့မှုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်ရခိုင်လက်နက်ကိုင်တပုံအေအေနဲ့အကြက်ဖက်အားပေးမီဒီယာတွေကတော့တင်းကြီးတညွတ်တဲ့တမရော်ကမြန်မာတမရော်ကစာတင်ကြောင်းတွေကိုပုံကျဲတိုက်ခိုက်တယ်ဆိုပြီးတော့မျက်ရည်ချူတာတွေ ဇလန်းစင်တာတွေပြုလုပ်ခဲ့ပါတယ်။တကယ်တော့နိုဝင်ဘာ9ရက်နေ့ညလောက်ကလေးကရခိုင်ပြည်နယ်မှာရှိနေတဲ့နေရာတော်တော်များများစာတင်ကျောင်းတွေမှာရခိုင်လက်နက်ကိုင်တပုံအေအေခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့မွေးနေ့ကျင်းပဖို့ဂုံပြုတ်ဖို့အတွက်စားပွဲတောက်ပွဲပျော်ပွဲရွှင်ပွဲတွေကိုကျင်းပဖို့စီစဉ်နေကြတာရှိပါတယ်။ဒီစုယုံမှုအတွက်ပျော်ပါဖို့အတွက်နေရာကလည်းစာတင်ကျောင်းတွေသာရှိပါတယ်။ ။ဒါကြောင့်မလို့စာတင်ကျောင်းနေမှာငကိုတွေကဝင်ရောက်နေထိုင်နေတဲ့ရခိုင်လက်နက်ကိုင်းတပုံ AA နဲ့အစွန်းရောက်တွေရခိုင်လက်နက်ကိုင်းတပုံ AA ကိုအပိထောက်ခံတဲ့ရခိုင်လူမျိုးရေးအစွန်းရောက်တွေကထွန်းမြန်နေရဲ့မွေးနေပြီးပျော်ဝဲရွှင်ပွဲတွေစားပွဲတော်ပွဲတွေကိုကျင်းပနေကြတာဖြစ်ပါတယ်။နိုဝင်ဘာ9ရက်နေ့ညတွေကပုံနာကျွန်းနဲ့ပေါက်တော့ကိုလည်းရောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်။နိုဝင်ဘာ10ရက်နေ့မှာလည်းပုံနာကျွန်းနဲ့မင်းပြားကစာတင်ကျောင်းတွေကိုလည်းရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ နိုဝင်ဘာ9ရက်နေ့မှာတော့ပုံနာကျွန်းထဲမှာရှိတဲ့ရိုးတေရောအောင်ဖြူပြင်အစရဲရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာဒီဒရုန်းဘုံတစ်ချတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ပေါတော်မြို့မှာရှိနေတယ်ဒီရွာတွေကိုလည်းကင်းထောက်ပြီးတော့လက်နက်ကြီးပစ်ခတ်တာတွေဒီကြောင်ကနေတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်ရခိုင်လက်နက်ကိုင်တပုံအေအေထွန်းမြတ်နိုင်ရဲ့မွေးနေ့ကိုရခိုင်လူမျိုးရဲ့အစွမ်းရောက်တွေအားလုံးကသူတို့ရဲ့ဒုတိယဖျားအနေနဲ့ထင်မြင်နေကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးကိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်အမှားတွေရိုက်သွင်းခံထားရပြီးတဲ့နောက်ရခိုင်လူမျိုးရေးအစွမ်းရောက်တွေကရခိုင်ပြည်နယ်ကိုထွန်းမြတ်နိုင်တာအုပ်ချုပ်မယ်ဆိုလို့ရှိရင်ချက်ချင်းဆိုသလိုတရုတ်နိုင်ငံလိုအမေရိကန်နိုင်ငံလိုစင်ကာပူနိုင်ငံလိုပဲဖြစ်သွားမယ်ဆိုတဲ့နိုင်ငံရဲ့ရည်ချိန်နှိမ်ပါစွာစဉ်းစားဆင်ခြင်ချက်မရှိစွာနဲ့မျှော်လင့်နေကြတာဖြစ်ပါတယ်။အဒါတွေကတော့ဒီရခိုင်လူမျိုးရေးအစွမ်းရောက် AA ရဲ့ဝါဒဖြန့်မှုစီရင်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ရခိုင်လက်နက်ကိုင်သမုံ AA က2009ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ဆိုပေမဲ့ 2009-2010စက်နှစ်ဝန်းကျင်တွေလောက်ကင်တိုက်ပွဲစတဲ့ပြင်ဒီရှမ်းမြောက်ဒေသတွေမှာတိုက်ပွဲအတွေ့အကြုံတွေယူလာခဲ့ပြီးတဲ့နောက်2014-2015ဝန်းကျင်မှာရခိုင်ပြည်နယ်ကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကိုဝင်ရောက်လာပြီးတဲ့နောက်ဒီရခိုင်ပြည်နယ်ရဲ့မြောက်ပိုင်းလောဝဒေသအနီးမှာဝင်ရောက်တဲ့အခြေပြုတယ်။အဲ့ဒီနောက်ဒေသတွေမှာရှိနေတဲ့ရခိုင်တွေကိုလူမျိုးရေးအစွန်းရောက်တွေကိုရွေးချယ်ပြီးတော့အကြမ်းဖက်သမားတွေရဲ့ပြည်စစ်သားစုဆောင်းတာတွေပြုလုပ်ခဲ့တယ်။ဒီနိုင်ငံရေးရေချိန်နိုင်ပန်းနိုင်ငံရေးအရာဒီရခိတာလမ်းစဉ်ဆိုတဲ့ခေါင်းစဉ်တစ်ခုကိုလှလှလေးတုံးပြီးတော့စီယုံမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 2014ခုနှစ်ကလေးကနေအခု2024ခုနှစ်ဆယ်စုနှစ်တာကာလအတွင်းရခိုင်လက်နက်ကင်တပုံအေအေရဲ့ဝါရဖြတ်မှုစီယုံမှုတင်းတင်းမှုတွေနဲ့မျော်လင့်ချက်အမောင်းတွေပုံမှာစိတ်ကူးယဉ်နေတဲ့ရခိုင်အစွန်းရောက်တွေကထွန်းမြက်နိုင်တဲ့တသားတွေဖြစ်လာကြပါတယ်။ဒါကြောင့်ရခိုင်လက်နက်ကင်တပုံအေအေထိန်းချုပ်ထားတဲ့မြို့နယ်၁၄မြို့မှာနေထိုင်နေကြတဲ့အများစုကရခိုင်လက်နက်ကင်တပုံအေအေထိန်းချုပ်ထားတဲ့ဒေသတွေအရခလမ်းချုပ်မှုအောက်မှာပျော်ပျော်ကြီးနေကြတဲ့သူတွေဖြစ်ပါတယ်။ ဆိုလိုရင်းကိုပြင်ဆင်ရရင်တော့ရခိုင်နဲ့နဲ့ကန်တဲ့ပုံ AA uniform ဝတ်မထားပေမဲ့ရခိုင်မြို့နယ်မှာရှိနေတဲ့အရက်သားတွေအလုံးကရခိုင်လူမျိုးကြီးအစွမ်းရောက်တွေဖြစ်နေအကြမ်းဖက်သမားတွေနဲ့ထောက်ခံသူတွေဖြစ်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့မေ့မထားဖို့လိုပါတယ်။ဒီနေရာမှာတမရော်ရဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာတွေကိုပြန်ကြည့်ရင်စာတင်ကျောင်းတွေကိုတိုက်ခိုက်ခဲ့စာတင်ကျောင်းတွေကိုတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အတန်လေးလေးကြေကြေလောင်လောင်ထွက်ခဲ့ပါတယ်။ဒီလိုကြေကြေလောင်လောင်ထွက်ခဲ့တာတွေရဲ့နောက်ဆက်တွဲမှာမနေ့ကလေကြောင်းတိုက်ခိုက်မှု နိုဝင်ဘာ9ရက်နေ့နဲ့နိုဝင်ဘာ10ရက်နေ့လေရောင်းတိုက်ခိုက်မှုဒရဘုံချတိုက်ခိုက်မှုတွေကိုပြန်ကြည့်ရင်အမျိုးသမီးတွေထိခိုက်သေဆုံးမှုများတယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ဒီတကန်ရရဲ့တရင်ပေးမှုတွေအရာတော့မနေ့ကနိုဝင်ဘာ10ရက်နေ့လေကြောင်းတိုက်ခိုက်မှုနှစ်နှစ်6မိနစ်နဲ့2နာရီ14မိနစ်လေကြောင်းတိုက်ခိုက်မှုအတွင်ရခိုင်လက်နက်ကင်စပုံအေအေကောင်းဆောင်ထွန်းမြက်နိုင်ရဲ့မွေးနေ့အတွက်ပျော်ဝဲရှင်ပွဲတွေကိုပြုလုပ်ဖို့ပြင်ဆင်နေတဲ့ရခိုင်လူမျိုးရေးအစွန်းရောက်အမျိုးသမီးတွေထိခိုက်သေဆုံးမှုများခဲ့တယ် ဒါအပြင်တောက်တုံမြာခိုင်းမှုအတွေ့ရောက်ရှိနေတဲ့အရက်ဝက်ဝက်ထားတဲ့ရခိုင်လူမျိုးကြီးအစွန်းရောက်တွေရောက်ရှိနေတဲ့ဆိုတဲ့တည်င်းတွေကြားသိရသလိုလာရောက်ကြတဲ့သူတွေအားလုံးထွန်းမြတ်နိုင်ရဲ့မွေးနေ့မှာမွေးနေ့လက်ဆောင်အနေနဲ့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုအာရကလမ်းစဉ်ဆိုတဲ့စိတ်ကူးယဉ်မှုနဲ့အတူအာဒုက္ခတွေဖြစ်ပြီးတော့သိဆုံးသွားကြတဲ့ဆိုတဲ့တည်င်းတွေလည်းကြားသိရပါတယ်။သိဆုံးမှုတွေမှာရခိုင်လူမျိုးကြီးအစွန်းရောက်တွေပါတယ်ရခိုင်နဲ့နဲ့ကိုင်းတဲ့ပုံအေအေရဲ့တပ်သားတွေပါဝင်တယ်လို့သိရပါတယ်။ ဒါကတော့မနေ့ကရခိုင်လက်နက်ကိုင်သဘောင် A ထွက်မြေနိုင်ရဲ့48နှစ်မြောက်ဝင်းနေ့ကျင်းပပြီးတဲ့နောက်ကျင်းပနေတဲ့ရက်အတွင်းအကြမ်းဖက်သမားတွေရဲ့စုယုံမှုတို့ဝင်းနေ့အတွင်းမှာအရခလန်းစဉ်ကိုဆက်လက်ပြီးတော့သွေးထိုးတာတွေလွှန့်ဆော်တာတွေပြုလုပ်ခဲ့ရတဲ့ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်ထွက်မြေနိုင်ပေးပို့တဲ့တဝင်းလွာတွေကိုဖတ်ပြပြီးတော့ရခိုင်ပြည်နယ်မှာရှိနေတဲ့အဖြူတွေရှိနေသေးတဲ့ရခိုင်လူငယ်တွေကိုဝါရမိုင်းတွေတိုက်ပြီးတော့စီယုံမှုတွေပါထပ်မံလုံးဆောင်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားသိရပါတယ် ဒါအပြင်ရခိုင်ပြည်နယ်မှာရှိနေတဲ့အကြမ်းဖက်သမားတွေရဲ့စုဖွဲ့မှုတွေကိုတမရော့ကလေကြောင်းကနေတိုက်ခိုက်မှုလက်ဥမှုရယူတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးခိုင်လက်နက်ကန်တပုံအေအေကပြောရွေးဆိုခွင့်ရခိုင်ဒုက္ခကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးပြန်လည်တိုက်ခိုက်သွားမယ်ပြန်လည်တုံ့ပြန်သွားမယ်ဆိုပြီးတော့စိန်ခေါ်ထားတာရှိပါတယ်ဆိုတော့ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးတမရော့ကအကြမ်းဖက်သမားတွေကိုဘယ်လိုမျိုးတိုက်ခိုက်ချေမှုန်းသွားမလဲ အကြမ်းဖက်သမားတွေကထိန်းချုပ်ထားတဲ့မြို့နယ်၁၄မြို့နယ်ကိုအစိုးရရန်နေရလက်ပတ်နေအောင်ဒီဝန်ကြီးဌာနပုံစံမျိုးတွေဌာနဆိုင်ရာပုံစံမျိုးတွေအရက်ဖက်ကျမ်းမာရေးပညာရေးစတဲ့ကဏ္ဍမျိုးစုံကိုလက်ပတ်နေတာရှိပါတယ်။ဒါတွေကိုရက်တက်မှုလိုပြီးဖြစ်ပါတယ်။ရှင်နေမျိုးကိုလည်းနိုင်ငံတော်ကနေစောင့်ကြည့်နေစေဖြစ်ပြီးတော့ဆောင်ရွက်သွားမယ်လို့လည်းမျှော်လင့်ရပါတယ်။ဘာကြောင့်လဲဆိုရင်ရခိုင်ပြည်နယ်မှာတက်မတော်ကထိန်းချုပ်ထားတဲ့နိုင်ငံတော်က